ခြားလူတွေတော့မသိဘူးကျွန်တော်ကတော့ online အဆိုင်ရဲ့ဒါ debut နဲ့တူတူဝဲထွက်လာတဲ့ walkout ကိုကြည့်နေရအချိန်ရာခိုင်နှန်းလောက်ကိုရှိပါတယ်အလုံးမဲ့မြင်လာပါဗျမာရှယ်မီနီယံမြန်မာအနေပြီးတော့ပြန်လည်ချိုးလိုက်ပါကျွန်တော်လက်ရှိမှာဆိုရင်ကျွန်တော်ရဲ့ Facebook ကို TikTok မှာဆိုလို့ရှိရင်ဒါ breakthrough တည်းရဲ့ view ကနေပြီးတော့ရိုက်ထားတဲ့ online အဆိုင်ရဲ့ဒါ walkout ရဲ့ဒါပွဲနဲ့ပတ်သက်ပြီးတော့ video တွေတောက်လျှောက်တတ်တယ်ပေါ့နော် ကျွန်တော်အနေနဲ့ကတော့အဓိကအဖြစ်ဒီပွဲထွက်လာတဲ့ဒါအမေလိုက်ကတခြင်းနဲ့ဝေါ့ကောက်ထွက်လာတဲ့ဗီဒီယိုကိုဘယ်အန်ကယ်ကနေပဲဖြစ်ဖြစ်ရိုက်ထားရိုက်ထားကြီးဖြစ်တယ်ပြီးတော့ရီယက်လည်းပေးဖြစ်ပါတယ်တော်တော်လေးကိုသဘောကျတဲ့ခိုက်တန့်တစ်ခုလို့ပြောလို့ရတယ်မြန်မာဖန်တီးအနေနဲ့ကလည်းဒီလိုခိုက်တန့်မျိုးကနောက်တစ်ခါထပ်ပြီးတော့ကြုံတွေ့ရစရာတိတ်ပြီးတော့အကြောင်းရင်းမရှိတော့ဘူးလို့မြင်ပါတယ်ကျွန်တော်ပြောသလိုမျိုးပဲကျွန်တော်တို့အနေနဲ့ပိုပြီးကောင်းတဲ့ဖိုက်တာတွေမြင်တွေ့ရနိုင်တယ် တရှိဆိုလို့ရှိရင်လည်းဂျိုရှော်ဗန်တို့ပါလို့ရှိတယ်နောက်ထပ်လေဖိုင်တာကောင်းနေပေါ်လာအောင်ပါပဲဒါပေမဲ့မြမပြီကို MMA နဲ့စပြီးတော့မိတ်ဆက်ပေးခဲ့တဲ့အောင်လအဆိုင်တို့မျိုးခံနာမှုမျိုးကတော့တခြားဖိုင်တာတွေပုံပြီးတော့တော်တယ်ဆိုရင်တော့မှပဲအဲ့လိုမျိုးအားပေးမှုမျိုးကရဖို့မလွယ်တော့ပါဘူးဘာလို့လဲဆိုတော့ဒါမြမပရိသတ်တွေအထက် MMA အားကစားနဲ့ပတ်သက်ပြီးတော့တကယ်ကိုဒါအခြေဦးဖြစ်ခင်းရလို့ပဲပြောလို့ရပါတယ်မြန်မာပြည်သက်တဲ့အနေနဲ့ကဒါအွန်လိုင်းအဆိုင်နောက်ဆုံးဖွဲ့ထိုးရမယ်ဆိုကြတဲ့ဟိုက လုံးလုံးရှားရှားလေးဖြစ်လာပြီပြီးတော့နောက်ဆုံးပွဲကိုအခမ်းအနားဆုံးဖြစ်စေခြင်း ਨੇ တကယ်လည်းအခမ်းအနားဆုံးပုံစံမျိုး ਨੇ ပွဲသိမ်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုအဆုံးသတ်လာပါသွားတယ်လို့ပြောလို့ရပါတယ်ဒါကျွန်တော်ကတော့တောက်လျှောက်တွေ့နေကြည်နေဟိုမကြော်သွားနိုင်ဘူးเนาะဒီအရင်သဘောကျလို့တောက်လျှောက်ကိုကြည့်ပြနေတာဖြစ်ပါတယ်လက်ရှိအောင်လာဆိုင်ရန်ကဲဆုံးမှာဆိုလို့ရှင်တော့မြန်မာပြည်မှာကကံကောင်းထောက်မစွာနဲ့ပဲဂျူရှော့ဖန်တယောက်ထပ်ပြီးတော့ရထားပါတယ်ဒါ UFC level အထိချန်ပီယံနှုတ်ခွင့်ညရထားတဲ့ကစားသမား ပြောရရင်ဒီကျွန်တော်တို့ဤစနစ်ပိုင်းဆိုင်ရာပြီးလို့ရှိရင် level ပိုင်းဆိုင်ရာဆိုလို့ရှိရင်ဒါအွန်လာထပ်တောင်းပို့ပြီးမြင်နိုင်တဲ့အနေအထားတစ်ခုကိုရောက်တော့မယ်လို့တော့ပြောလို့ရတဲ့အနေအထားတစ်ခုမှရှိတယ်။အွန်လာဆိုင်နဲ့လည်းယင်းကြီးရဲ့ဆက်ဆံရေးရှိပြီးတော့ဒါအွန်လာကိုယ်တိုင်ကလည်းဂျိုရှော့ဖန်ဆိုလို့ရှိရင်တကယ်ကိုကောင်းတယ်ပြီးတော့တကယ်ကိုအရေးချင်းရှိတဲ့ကသားသမားဆိုပြီးတော့ချီးကျူးတာလေပြီးတော့သူတို့နှစ်ယောက်ကလည်းတကယ်ကိုကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့အတွက်ကြောင့်မလို့နောက်ပိုင်းကျလို့ရှိရင်အွန်လာရဲ့ဂျင်မှာလာပြီးတော့ လက်ကျင်တာမျိုးလေးဖြစ်နိုင်တယ်ဗောနော်ဘလိုမျိုးတောက်လျှောက်ကြီးပြောင်းရွှေ့လာတာမျိုးမဟုတ်ဘူးဆိုရင်တော့မှဒီ session တစ်ခုနှစ်ခုတွဲပြီးတော့လက်ကျင်တဲ့ပုံစံမျိုးတွေအများကြီးမြင်ရနိုင်တယ်လို့တော့ကျွန်တော်အနေနဲ့မြင်ပါတယ်ဒါပေမဲ့ cancel တာတစ်ခုကတော့ online ဆိုင်အနေနဲ့မြန်မာပြည်မှာ MMA မျိုးစိခြာပေးခဲ့တယ်ဆိုပေမဲ့ဒီနောက်ပိုင်းမှာ one championship ကလည်း MMA ပွဲတွေနေပါလာတဲ့အတူမြန်မာပြည်ရဲ့ဒီမြန်မာပြည်အထက်ကနေပြီးတော့ထွက်တဲ့ MMA ကစားသမားအခြေအတွက်ကတော်တော်လေးကိုနေပါတယ် အရှိန်အနေထားမှာဆိုလို့ရှိရင်ဒါကမ္ဘောဒီးယားမှာကျင်းပနေတဲ့ MMA ပြိုင်ပွဲတွေမှာဆိုလို့ရှိရင်တော့မြန်မာကစားသမားတွေဝင်ရောက်ရှင်ပိုင်တာရှိရဆိုပေမဲ့ကမ္ဘာစင်မြင့်ထက်ထိရောက်နိုင်တော့တဲ့အနေထားမျိုးကစားသမားတွေကတော့ဒီအာရှဘက်မှာတော့နည်းနည်းလေးဖြတ်သွားတယ်ပေါ့နော်ဝမ်ချမ်ပီယံရှစ်တို့ဘာလို့မှဆိုရင်လည်းအာလက်ရှိဆိုရင် MMA ကစားသမားမရှိဘူးလို့ပဲပြောရမှာအဲ့တော့ကြောင့်မလို့ဒါအောင်လာချခဲ့တဲ့မျိုးစေ့ကဝမ်ချမ်ပီယံရှစ်ပတ်မှာတော့နည်းနည်းလေး gap တစ်ခုဖြစ်သွားတယ်လို့တော့မြင်တယ်ဒါကလည်းခေရှင်နေရရင်လည်းအများကြီးပါတယ်ပေါ့နော် ီနေ့ရှိကတော့ကျွန်တော်တို့မြွေထိုင်းဘက်မှာဆိုလို့ရှိရင်တော့မြန်မာလက်ဝိကစားသမားတွေထိုးတက်နေရရှိရယ်စိုးလင်းဝကတော့စာချုပ်ချရတာရယ်ဆိုပေမဲ့အရန်ကြီးအချိန်ကြီးဟိုကောင်းနေဆိုတဲ့အနေထားမျိုးတော့မဟုတ်ဘူးတွေးလင်းထက်တယောက်ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါထုံးမအောင်လို့စူပါရေချမ်းတို့ဆိုရင်လည်းတိုင်းနာတစ်ခုထိဒါတိုင်းဝဲရထားတဲ့ကစားသမားကြီးထဲမှာတော့ပါတော့ပါရယ်ပေါ့နော်စူပါရေချမ်းဆိုရင်လည်းနိုင်ဝဲနေရယ်ဆိုရင်ဒါမှပဲပြိသက်အကြိုက်နဲ့ရရှိတဲ့ကစားသမားမျိုးဒီလိုချက်မလို့ဒါအွန်လိုင်းဆိုင်ရင်ခက်လို့မှာဆိုလို့ရှိရင်တော့ one championship မှာ ြန်မာပြည်သက်တည်းရဲ့အာယုံကိုဖန်ဆားထားနိုင်မဲ့ကစားသမားတယောက်ကတော့လိုအပ်နေပြီလို့တော့မြင်တယ်။တန်းစင်ကိုပြည်သက်အများစုမျှော်လင့်ခဲ့ကြရဲဆိုပေမဲ့တန်းစင်နဲ့အခုချိန်မှာနည်းနည်းလေးကြိုးစားရုန်းကန်ရတဲ့အနေအထားမျိုးဖြစ်ခဲ့ရပေါ့နော်။ဒီတော့ကြောင့်မလို့ဝမ်ချမ်းမြေရှေ့အနေနဲ့ကလက်ရှိထားပါအောင်ကျွန်တော်တို့မြန်မာပြည်ကထွက်လာတဲ့လက်ဝေးကစားသမားမဟုတ်ဘူးဆိုရင်တော့မှအငင်းချမလက်ချံပြောင်းနေတဲ့မြန်မာ MMA fighter တွေရှိရဆိုလို့ရှိရင်ရွေးထုတ်ပြီးတော့ဒါ online ဆိုင်တော့အလိုမျိုး စင်တင်ပေးတဲ့အနေအထားမျိုးတွေ လုံလာကောင်းလုံလာနိုင်တယ်လို့တော့ကျွန်တော်စိတ်ထဲမှာမြင်တယ်။ဘာလို့လဲဆိုတော့ဒါ USC မှာဆိုရင်ဂျိုရှော့ဗန်တယောက်ရှိရနေမြန်မာပြည်ပြည်နှောင်းရဲ့ပရိသတ်အင်အားကိုယာပြီးသားဖြစ်နေပြီ။ One Championship မှာဆိုရင်တော့ပြောရရင်ဒါအောင်လာနားသွားတဲ့အချိန်မှာဆိုရင်အောင်လာရဲ့ဒီပုံရိပ်ကိုမီးရကသာသမားကတော့ဒါမရှိသေးဘူးလို့ပဲပြောရမှာ။လက်ရှိအောင်လာအဆိုင်ကအနားယူသွားတယ်ဆိုပေမဲ့ဒါ One Championship ရဲ့ Horror Fan စင်ရင်နဲ့ဝင်မှုရှိတယ်။ ပြီးတော့နောက်ထပ်တစ်ချက်အနေနဲ့ကျွန်တော်သဘောကျမိတဲ့အချက်တစ်ခုအားဆိုလို့ရှိရင် one championship ကအောင်လာရဲ့ဒီနောက်ဆုံးပွဲကိုတေချာလေးပြင်ဆင်ထားပေးခဲ့ပါအဓိကကတော့ပရိသတ်တွေရဲ့လက်ပတ်အရောင်တွေပေါ့နော်သူတို့စသချင်းပုံမှန်အဖြစ်ဒီ one championship ပွဲရဲ့ဝင်ပြီဆိုလို့ရှိရင်ပေးလိုက်တဲ့လက်ပတ်လေးတွေကအပြာရောင်မဲ့လင်းတာဒါပေမဲ့အောင်လာရဲ့အမဲလိုက်ကအချင်းနဲ့အစပြီးတော့ပွဲထွက်လာပြီဆိုတာနဲ့မိရောက်နေအကုန်လုံးကဝါဆိုင်နေတာမြန်မာနိုင်ငံရဲ့အလံရောင်ပြောင်းသွားတယ်ဒီ stage show မှာထိုးတဲ့ မီးဒီယာစာဒါဝါစင်းညိုပဲတုံးထားပြီးတော့တည်တည်ချာချာဒါစီးချက်ညီအောင်လုပ်ပြီးသွားရလို့ပြောလို့ရဒါကပြောမယ်ဆိုရင်ပြအရင်ကြီးထူးခြားရလို့တော့မဟုတ်ဘူးဒါပေမဲ့ဒီလိုမျိုးအသေးစိတ်တယောက်ချင်းစီယာစာစဉ်းစားပြီးတော့သွားပြီးတော့လုပ်ပြီးလိုက်တဲ့အနေအထားမျိုးမှာဆိုရင်အွန်လိုင်းရဲ့ဒါမဲလိုက်ကားနဲ့ထွက်လာတဲ့ walk out ကတော်တော်လေးကိုခံထားသွားရလို့ပြောလို့ရပါပြောရလို့ရှင်ပြမြန်မာသချင်းကိုနားမလည်တဲ့နိုင်ငံခြားသားတွေတော်မှတကယ်ကိုစစ်စင်းညီထားလာတဲ့အထိဖြစ်ရတယ်ဆိုပြီးတော့ social media တွေမှာလည်းတင်ထားတာအများကြီးပဲ ဒီပုံရိပ်တစ်ခုဟာဘယ်လောက်ထိမြန်မာမီတော့ကောင်းသွားလဲဆိုတော့ဘယ်လိုပဲနေနေမြန်မာပြည်သက်တွေကဒီလောက်ထိဟိုအပြေးချမ်းကြတယ်ပြီးတော့ဒီမြန်မာကစားသမားကြီးဆိုလို့ရှင် short တော့မရဘူးပြည်သက်အင်အားကဒီလောက်ရှိရဲဆိုတဲ့အနေအထားမျိုးကိုပြပြီးသားတော့ဖြစ်သွားမှာအောင်လိုင်းဆိုင်ဆိုတာကလည်းတကယ်ကိုပြောရရင်ဒီ time fighter တွေကစဒါအကိုကြီးပုံစံမျိုးသဘောထားတဲ့ fighter တယောက်ပေါ့နော်ရှေ့မှာလည်းလုံးဝဆန်တမှုနာအကောင်းနေတေချာချပြခဲ့တဲ့ fighter တယောက်ဖြစ်အောင်လိုင်းတယောက်နဲ့ရင် one championship မှာ မြန်မာပြည်ကတော်တော်လေးဝကုန်တက်ရတယ် global stage မှာဆိုလို့ရှိရင်လည်းတကယ်ကိုဒါ international အမေမီအဝေါ့ကိုလည်းရထားတဲ့ကစားသမားပေါ့နော် အောင်လာကတော့လက်ရှိချိန်မှာသူ့အနေနဲ့ဒါမျိုးဆက်တဲ့လူငယ်ကစားသမားတွေကိုတေချာလေးမွေးထုတ်သွားမယ်ဆိုပြီးတော့ကလေးပေးထားတယ်သူ့ရရထားတဲ့ bonus ကိုလည်းဒီလိုမျိုးကစားသမားတွေကိုပြိုးထောင်တဲ့နေရာမှာအသုံးချမယ်ဆိုပြီးတော့တေချာပြောထားတာရှိပါဒီတော့ကျွန်တော်တို့အောင်လာရဲ့နီးပြဘဝမှာဆိုလို့ရှင်လေအများကြီးအောင်မြင်မှုတွေထပ်ပြီးတော့ရဖို့တော့ကျွန်တော်နေနေမျှော်နေပါ တကယ်ဆိုရင်ဒါအမေရိကန်မှာ MMA တခုဖွင့်ဖို့ဆိုတာလွယ်တော့မလွယ်ဘူး။ဒါပေမဲ့ online ဆိုင်အနေနဲ့ဒါလုတ်ပြနိုင်ခဲ့ပြီလို့ပြောလို့ရတယ်ပေါ့နော်။ဖွင့်တော့မှဆိုတော့ဒါသူ့ရဲ့ဒီစီးပွားရေးပြီးတော့ဝါသနာအရကဲရီယာတခုအနေနဲ့ဆက်ပြီးအောင်မြင်ဖို့အတွက်တော့ကျွန်တော်တို့အနေနဲ့စူးစောင်းပေးရမှာဖြစ်ပါတယ်။ပြီးတော့ဒါနောက်ပိုင်းညာ online ကျင်းရံထွက်လာတဲ့ကစားသမားတွေဆိုလို့ရှိရင်လည်း watch championship ကနေရာပေးတာမျိုးတွေကတေချာပေါက်လုတ်လာနိုင်တယ်လို့တော့မြင်တယ်။အရင်တော့တော့ဒီရထန်တို့ပါလို့ရှိရဆိုပေမဲ့ဒါ online ရဲ့ခက်ဒီနည်းနည်းလေး အွန်လိုင်းကစားသမားဘဝအကြပိုင်းနဲ့ပြီးတော့ဝမ်ချင်မင်ရှင်ရဲ့ဘန်နာကြီးအချက်တည်းကြောင့်မလို့ဒါဒီရထန်ကလည်းလက်ရှိချိန်မှာဝမ်ချင်မင်ရှင်မှာတော့မရှိတော့ဘူးပေါ့နော်ဒါပေမဲ့နောက်ထပ်အဲ့လိုမျိုးဒါမွေထိုင်းမှာထိုးတဲ့ကစားသမားဖြစ်ဖြစ်ဒါမှမဟုတ်ကိပေါ့စင်မှာထိုးတဲ့ကစားသမားဖြစ်ဖြစ်ထပ်ပြီးတော့ပေါ်သေးချင်မှာဒါပေမဲ့ MMA ကစားသမားဆိုရင်တော့ကျွန်တော်အနေနဲ့ဝမ်ချင်မင်ရှင်ပေါ့အရင်ကြီးတော့မလာသေးချင်တော့ဘူးဝမ်ချင်မင်ရှင်ရဲ့ MMA ကန်နာကတော်တော်လေးကိုအောင်လာရှိခဲ့တဲ့အချိန်ကနဲ့စာလို့ရှိရင်အများကြီးကွာသွားပြီလို့ပြောလို့ရတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့တော့ဒါအောင်လာဆိုင်ရဲ့ အဓိကနည်းနည်းလေးအားတာရဲ့ပညာရဲ့ဖြစ်တဲ့ကစ်ပေါင်းစင်ပိုင်းနဲ့ဒါမွေထိုင်းပတ်ချမ်းပေါ့နော်အဓိကတော့ကစ်ပေါင်းစင်အေးပိုင်းနဲ့ပတ်သက်ပြီးတော့မြန်မာလူငယ်ကစားသမားတွေထပ်ပြီးတော့ပေါ်ထွက်လာဖို့လို့ပြောနေမှာအဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကဒါအွန်လိုင်းဆိုင်ရဲ့ပွဲပြီးကျွန်တော်ရဲ့ပြောစရာရှိတဲ့ကျန်းသာလေးကိုဆက်ပြီးတော့ပြောသွားတာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲပေါ်ချနိုင်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါ